ဒီနေ့အစိမ်းတော့ကျွန်တော်တို့ Guardian မြန်မာရဲ့ Turkey Turkey University တွေမြန်မာကိုပထမအဆုံးခြေချတဲ့ပွဲပါ Turkey University ပါ73ကျောင်းပေါ့နော်ဒီပွဲလေးမှာဟိုနေတော့မြန်မာအထိခေါ်လာနိုင်ခဲ့ပါတယ်ရှင် GED အောင်ထားရင်တက်လို့ရတယ် ICCSC O level ပြီးထားရတယ်တက်လို့ရတယ်ပြီးရင်မြန်မာ၁၀တန်းကိုစနစ်ဟောင်း၁၀တန်းအောင်ထားရင်တက်လို့ရတယ်။စနစ်သစ်စနစ်တန်းအောင်ထားတာနဲ့တူရကီမှာ bachelor degree ကိုစပြီးတော့တက်လို့ရပါပြီရှင်။ပြီးတော့နောက်ထပ်အားသာတဲ့အချက်တစ်ခုကလည်း ်အင်္ဂလိပ်လိုသင်တဲ့ program တွေအများကြီးရှိတယ်။ကျောင်းလာကလည်းရန်သက်သက်ပါပါတယ်။ ်ပါမတော်ဒီညတော်တော်များများဖြစ်ကြပါပါအနုဒီနေ့ပွဲလေးရတော့ the first exclusive turkey education fair 2025ပါအနု turkey university တွေမြန်မာကိုပထမဆုံးခြေချတဲ့ပွဲပါ turkey university ပေါင်းဒါ73ကျောင်းပေါ့နော်ဟနီရော university တွေကိုဒီပွဲလေးမှာဟနီရောမြန်မာအထိခေါ်လာနိုင်ခဲ့ပါတယ်ရှင်ဒီနေ့အစရင်တော့ကျွန်တော်တို့ Darian မြန်မာရဲ့ တော်ကြီး education for 2000 benefit အကဏ္ဍဖြစ်ပါတယ်။ကျွန်တော်ဒီနိုင်ငံကဒီဂျီမီနိုနဲ့သာသမီအတွက်တိတ်ကိုအတင်းတော်ဆုံးဖြစ်နေပါသေးကြပါတယ်။ဒီနေ့ကတော့ဘောနော်ဒါ Gardenian မြန်မာ company ကနေပြီးတော့မှအကြီးမှုကျင်းပပြီးတော့ဒီတူရကီနိုင်ငံမှာပေါ့နော်ကျောင်းပေါင်း14ကျောင်းနဲ့ချိတ်ဆက်ပြီးတော့မှာပေါ့နော် ဒါ launching ပေါ့ဒီမှာကကြောင်းတက်လို့ရတယ်ဆိုတော့ဟာကြောင်းသားတွေကိုဒါရှင်းပြပေးတယ်ဟိုမှာကဘယ်လိုမျိုး facility တွေနဲ့ထားပေးတယ်ဆိုတော့ဟာအကြောင်းအရာတွေကိုရှင်းပြတဲ့ပုံလေးဖြစ်တယ်ပေါ့နော်ကြောင်းတက်ရှင်နဲ့အာ maybe ကလေးတွေဟာအတွက်ကိုတော့လုပ်ပေးတဲ့ဒါပုံဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါလိုအပ်လဲဆိုတော့ Turkey က အဲမြန်မာကျောင်းသားတွေအတွက်တင့်တော်တယ်နောက်တစ်ချက်ဖြစ်တယ်သူက high school diploma အားလုံးနဲ့ဒါ bachelor ဆက်ပြီးတော့တက်လို့ရတယ်ပေါ့နော် foundation program လုံးဝမလိုဘူးကျောင်းအပ်ဖို့အတွက် IELTS TOEFL အစရှိတယ် language proficiency test တွေမလိုဘူးပေါ့နော်အဲ့တော့ခင်ဗျားလိုအပ်တာတွေပြောရမယ်ဆိုရင်နံပါတ်1က passport လိုတယ်နံပါတ်2က GED အောင်ထားရင်တက်လို့ရတယ် ICCSE O level ပြီးထားရတယ်တက်လို့ရတယ်ပြီးရင်မြန်မာ၁၀တန်းကိုစနစ်ဟောင်း၁၀တန်းအောင်ထားရင်တက်လို့ရတယ်စနစ်သစ်၁၂တန်းအောင်ထားတာနဲ့တူရကီမှာ bachelor degree ကိုစပြီးတော့တက်လို့ရပါပြီရှင်ပြီးတော့နောက်ထပ်အားသာတဲ့အချက်တစ်ခုကလည်းအင်္ဂလိပ်လိုသင်တဲ့ program တွေအများကြီးရှိတယ်ကျောင်းလာကလည်းအရင်သက်သက်ပါတယ်အဲ့တော့ကြတော့ဟန်နီကိုရိုင်းလည်းဒီ education ကို ဒါတင်ယူပြီးတော့ master ဖွဲ့ရထားတဲ့သူတယောက်ဖြစ်တယ်အဲ့တော့ကြတော့လဲမြန်မာကျောင်းသားတွေအနေနဲ့ European education style ကိုကြိုက်တယ်ဒီလိုမျိုး critical thinking freedom ဖြစ်တဲ့ပုံစံကိုကြိုက်တယ်ဆိုလို့ရှိရင် Turkey ကတကယ်ကိုဆက်ထည့်ပြီးတော့စဉ်းစားသင့်တဲ့ study abroad အလုပ်ဖို့အတွက်တင့်တော်တဲ့နိုင်ငံတစ်ခုပါအဲ့တော့ကျွန်တော်အမအနေနဲ့ recommend လုပ်ချင်တဲ့အလုပ်တွေကတော့ ကိုယ့်ရဲ့ skills ကို improve ဖြစ်အောင်လုပ်ပြီးတော့ကျွန်တော်အဲ့ဒီ industry တွေမှာတိုးကြည့်ပါလို့အကြံပေးချင်ပါတယ်။မခုနပြောသလိုပဲ sales day, teaching job day ပြီးတော့ကြာတော့ဒီ restaurant နဲ့ assignment လုပ်တွေ hotel နဲ့ assignment လုပ်တွေအားလုံးအများရှိပါတယ်။ ထာဂီပညာရေးစနစ်ကကြတော့ဘာကောင်းတာလဲဆိုတော့သူကဥရောပပညာရေးစနစ်နဲ့တထထဲကြတဲ့ဥစ္စာကောင်းတာဖြစ်ပါတယ်ခင်ဗျဆိုလိုတာကတော့ဥရောပပညာရေးစနစ်ကိုသူ့အနေနဲ့ထာဂီမှာပဲတွားပြီးတော့မှတက်ပြီးတော့မှပဲရယူနိုင်တာဖြစ်တဲ့အတွက်နေတိုင်းဈေးသက်တာတွေစားတောက်ဈေးသက်တာတွေပြီးသွားတဲ့အခါမှာဆိုရင်ပညာရေးအစင်နဲ့မြင့်မာတယ်ပြီးသွားတဲ့အခါမှာဆိုရင်အာဒီကျောင်းတက်နေနေပဲ part time အလုပ်လုပ်ရမယ့်အခါမှာဆိုရင်လည်းတရားဝင်ပြုလုပ်လို့ရတာဖြစ်တဲ့အတွက်အဲ့ဒါလည်းအားသာချက်ရှိရပြီးသွားတဲ့အခါမှာအလုပ်ကန်ခွင့်လိုက်ရဖို့ကလည်းအများကြီးရှိတယ် ်ပြီးသွားတဲ့အခါမှာဆိုရင်ချောင်းပြီးသွားတဲ့အခါမှာဆိုရင်လေတနစ်တိတိထပ်ပြီးတော့မှအလုတ်ရှာခွင့်ပေးတာဖြစ်တဲ့အတွက်အဲတူရကီပညာရေးစနစ်ကတော့အဲဒီယူရိုပညာရေးကိုစိတ်ဝင်စားတဲ့အကြောင်းစားအကြောင်းတွေနဲ့အကြောင်းသားမိဘတွေအတွက်တိတ်ကိုတင့်တော်ရေလို့ကျွန်တော်တို့ထင်မြင်စားပါရခင်ဗျာအဲ့တော့ဒီ Turkish နဲ့လည်း2000ခုနဲ့တော့အလုံးလုံးလုတ်ခဲ့ပူတယ်သူတို့က smart ကြတယ် um ဟိုပေါ့နော်ဒီ soup တွေပါတွေ witter ဆာသူတို့ရှေ့ကနေအများကြီးပဲလာလို့အတူယူရတယ်ရှိရယ်ပေါ့နော်ပြီးတော့အချိန်တိကြတယ်နောက်ယိုကျိုးတယ် ဟာအရန်ယူကျိုးတယ်ဟမ်ဘုံဖြစ်တယ်အဲ့ခါကျတော့ဒီ Turkey မှာကျောင်းသွားတက်တဲ့ခါကျလို့ရှိရင်သူတို့ရဲ့ပေါ့နော် delay ကောင်းလေးတွေကိုကျောင်းသားတွေရမယ်လို့လည်းလှနှုတ်ယူဆရတယ်။ပြီးတော့လှနှုတ်ကျောင်းတက်တုန်းကလို့ပဲသူတို့ကဒီဥရောပဘက်ကစတိုင်ယူထားတာပေါ့နော်သူတို့ကလည်းဒီဥရောပတဝက်ဆိုတဲ့ခါကျတော့လေအာတပတ်မှာ920အချိန်ပိုင်းလုံးလုံးခွင့်ရတယ်ဆိုတော့အရန်ကောင်းတာပေါ့ကျောင်းသားတွေကအတွေ့အကြုံရအောင်ပတ်စံလုံးလုံးမဟုတ်ဘူးเนาะအတွေ့အကြုံရအောင်အလုံးလုံးတင်တယ်လေအဲ့တော့920တပတ်ကိုအလုံးလုံးခွင့်ရအရန်ကောင်းနေအဲ့ဒါ လို့ရှိရင်ဒါမျိုးရာမရှိသေးဘူးအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီခက်ခုခက်ကလေးတွေမှာဆိုရင်ပြပြဆုံဆုံနဲ့သူတို့ဒီဟိုကုမ္ပဏီချိတ်ဆက်ပြီးတော့အကုန်သွားလို့ရနေပြီခွင်လန်းနေခွင်လန်းနေအများကြီးရှိတယ်ပြီးတော့ကျောင်းအရင်တော့ဟိုကျွန်တော်တို့အချိန်မှာတော့ကလေးတွေဆိုတာနိုင်ငံသားသွားပြီးကျောင်းတက်မယ်ဆိုတာကဟိုကျောင်းအတွက်စုံစမ်းရတာတွေရောအများကြီးပဲသူတို့နေဖို့စားဖို့နေစိတ်စားစိတ်ဘယ်လောက်ကုန်ကြမှာလဲဆိုတာကိုသူတို့ကနေရင်းနဲ့မှသူတို့မှ manage လုပ်နိုင်တာပေါ့နော်အခုကျတော့ဒီအရင်နဲ့ဒီကုမ္ပဏီနဲ့ချိတ်ဆက်ပြီးသွားတဲ့အချိန်မှာ ဘယ်လောက်ကုန်ကြမှုရှိမယ်ဒါတွေကဘလို့ဘလို့မျိုးတွေရှိရဲဆိုတာတခါမိဘတွေနဲ့တည်ပြီးသားဆိုတော့ရွေးချယ်လို့ရတယ်ဘယ်เจ้าမှတတ်မယ်ဆိုတာလည်းရွေးချယ်လို့ရတယ်ခုဘယ်လိုင်းယူမယ်ဆိုတာလည်းရွေးချယ်ခွင့်ရှိအဲ့တော့အရင်ကောင်းတယ်အခွင့်အလမ်းကြီးကြီးမားမားပေါ့ပြည့်ပြည့်စုံစုံပြည့်ပြည့်စုံစုံရှိပြီဟုတ်လက်ကလည်းရည်ကြီးသေးတာเจ้าစိတ်ဘလို့ဒီလဲဆိုတာမစုံစမ်းအခုမှကျွန်တော်သိတယ်အများကြီးသက်သာတယ်ကျွန်တော်တို့ဒီစင်ကာပူမလေးရှားတွေတဲ့ ဆိုတော့အရေးကြီးတာနှစ်ခုစလုံးကြတော့စဉ်းစားရအောင်เนาะပညာရေးရတယ်အရေးတို့ရတယ်ရှိဖို့လိုတယ် because you need quality education in အရေးအသွေးမရှိတဲ့အဆင့်မရှိတဲ့ပညာရေးတော့တင်ရအလုပ်ပဲရမယ်အဖက်ဖက်ကကြည့်ပြီးတော့မှရွေးရမှာတော့တူရကီကကျွန်တော်တို့ဒီ Eurasian နိုင်ငံလို့ခေါ်ပါတယ် Europe candidate ပါသူက Europa တိုက်တဝက်အာရှတိုက်တဝက်တည်ရှိနေတဲ့နိုင်ငံဖြစ်ပါတယ် Istanbul မှာဆိုရင်တရားကူလိုက်တာနဲ့9မိနစ်တွင် Street to Europa ရောက် Street to Asia ရောက်ဒီလိုကူးလူချေလေနေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် International Student Friendly အရေးဖြစ်ပါ ခဏရာ Turkey မှာ Master တက်ပြီးတော့ဒါ Education Consultancy Company လေးကို Gardenia မြန်မာဆိုတဲ့နာမည်နဲ့အနီရော Turkey မှာရောမြန်မာနိုင်ငံမှာရော Chairman Registration လုပ်ပြီးတော့အနီရောဒါ University နဲ့ Partnership ယူပြီးတော့ကြာတော့အလုပ်လုပ်နေတဲ့ Company ဖြစ်ပါရှင်။ အဟန်နီတို့ဂိုင်းနဲ့မြန်မာနေပို့ခဲ့တဲ့မြန်မာចောင်းသားပေါင်း300ဝန်းကျင်ရှိသွားပါပြီအဲ့တော့ကြာတော့ဟန်နီတို့ကဒါចောင်းသားတယောက်အတွက်ဆိုလို့ရှိရင်ကိုရိုင်းကလည်း master ចောင်းသားတယောက်အနေနဲ့ international student တယောက်အနေနဲ့ Turkey မှာဘလို survive flow ကလည်းဘလို့အခက်အခဲလေးတွေကြုံရလဲဘယ်ဟာလေးတွေဆိုလို့ရှိရင်တော့ចောင်းသားတွေအတွက်ဒီ information လေးကပို့အဆင်ပြေသွားမလဲဆိုတာသိတဲ့အတွက်ဟန်နီတို့က A to Z one stop service ကိုចောင်းသားတွေအတွက်ဒါအမတယောက်လိုရော senior တယောက်လိုရော guardian တယောက်အနေနဲ့ရောဟန်နီတို့ကူညီပေးနေပါတယ် တတ်တယ်ဆိုတာဟာမလွယ်ပါဘူးအရေးကြီးပါတယ်ဈေးကြီးပါတယ်ဒီလိုဆုံးဖြတ်ချက်ကိုဘသူရဲ့ influence မှမပါဘဲနဲ့မဟနီရဲ့ influence လည်းမပါပါနဲ့ဘသူရဲ့ influence မှမပါဘဲနဲ့ information တွေကိုစနစ်တကျ research လုပ်ပြီးတော့ကိုယ်နဲ့တင့်တော်မယ်လို့ယုံကြည်တဲ့နိုင်ငံကိုတေချာရွေးကြပါလို့ပြောချင်ပါတယ် Turkey ကိုတော့သွားကြည့်လိုက်ပါဘာလို့လဲဆိုတော့အရင် ကွာခြားတဲ့ပေါ်တော့အရန်ပျော်စရာကောင်းတဲ့နေရာဒေသနဲ့ဂျာတီဥတုနဲ့အတွေ့အကြုံတွေရသွားမှာမို့လို့သွားမယ်သွားတော့ဒီလိုမျိုး ပေါ့ဥရောပနဲ့အာရှနဲ့ဟာဆက်ထားတဲ့နေရာလေးကိုတော့သွားတင်ပါတယ်လို့ဟာကျေးဇူးတင်ပါတယ်ဟာ